ဆန်ချွဲအနာခတ်ကိုလာမယ့်နှစ်ရက်အတွင်းအထူးကြဆုံးဖြတ်သွားမယ်ချဲစီဘယ်သမျှလုံးမဲမိလောင်အောင်ဘလူးလိုင်းကင်းကနေပြန်လဲကြိုးလိုက်ပါရင်ဘဲကနေချဲစီအသင်းထံအငှားနဲ့ပြောင်းရွှေ့ကစားနေတဲ့ဆန်ချိုကတော့ချဲစီနဲ့အတူ conference ဖလားစုခုနိုင်ခဲ့ပြီးတဲ့နောက်သူ့အနေနဲ့မန်ယူအသင်းစီမပြောင်းတော်ဘူးလို့ပြောသွားခဲ့ပါရင်ဒါပေမဲ့လက်ရှိအချိန်ထိဆန်ချွဲအနာခတ်နဲ့ပတ်သက်လို့လက်ရှိအချိန်ထိမဆုံးဖြတ်ရသေးဘူးလို့လည်းသိရပါရင်ဆန်ချိုအားယခုကစားသွားခဲ့တဲ့ conference final ပွဲစဉ်မှာချဲစီအတွက်တတိယနိုင်ကိုကိုသွင်းယူပေးခဲ့ပြီးဘက်တစ်ကို၄-၂နဲ့ကိုပြတ်နိုင်ရရှိခဲ့ရမှာတဒဒါပါဝင်သွားခဲ့ပါသေးတယ်။ ဒီဆိုလာဟာ Chelsea အတွက်ပထမဆုံးသော Conference League ဆိုလာလေးဖြစ်သလိုအဓိကဥရောပဆိုလာတွေအားလုံးမှာလည်း Chelsea ကသူရဲ့နာမည်ကိုရေးထိုးနိုင်ခဲ့ပါတယ်။ Sancho က Man United အသင်းမှာသာပြဿနာကောင်ဖြစ်နေရပေမဲ့ Chelsea မှာတော့သူပါဝင်ကစားခွင့်ရတဲ့ပွဲတိုင်းစွမ်းကုန်ပေးဆက်ကစားခဲ့ကအရေးပါတဲ့အတွင်းကိုလည်းတွင်းယူပေးနေတာဖြစ်ပါတယ်။ Sancho ကိုပေးသက်ဝယ်ယူမယ်ဆိုရင်လည်း Chelsea အနေနဲ့ပေါင်25သန်းသာပေးချေရဖို့ရှိနေပါတယ်။ Chelsea ပြည်သက်တွေကတော့ Sancho ကိုပေးသက်ခေါ်ယူစေခြင်းပေမဲ့ Sancho ရဲ့အနာဂတ်နဲ့ပတ်သက်လို့အခုချိန်ထိမဆုံးဖြတ်ရသေးတဲ့အကြောင်းကို Mares က လက်ရှိမှာတော့ကျွန်တော်လည်းအထူးကြောင့်ဘာမှမပြောနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ final ပွဲကိုအနိုင်ရရှိဖို့အတွက်ပဲခေါင်းထဲထည့်ထားတာကြောင့်ဒါ၄ကိုစဉ်းစားဖို့အချိန်မရှိသေးလို့ပါ။ဒါပေမဲ့အခုတရနေ့အတွင်းကျွန်တော်တို့သူ့ရဲ့အနာဂတ်အကြောင်းကိုပြောချင်တော့မှာပါ။ဒါပေမဲ့လောလောဆယ်မှာတော့ဂျေဒန်ရဲ့တခြားကစားသမားတွေနဲ့ပတ်သက်ပြီးတစုံတရာတွေးခေါ်မှုဒါမှမဟုတ်ဆုံးဖြတ်ချက်ချမှုတွေဘာတစ်ခုမှမလုပ်ရသေးပါဘူးလို့ပြောဆိုသွားခဲ့ပါတယ်။ ချဲစီတင်အားစမ်းချိုကသာပေးတက်ဝယ်ယူပြစ်မယ်ဆိုရင်ကနဦးပြောင်းရွှေ့ကြီးပေါင်တန်း30အသုံးပြရမှာဖြစ်ပြီးအဖို့စုချင်းနေနဲ့ပေါင်9တန်းပေးချေရမှာဖြစ်ပါရင်မိုင်းစကားတို့နေနဲ့သူပြောထားသလိုစမ်းချိုရဲ့နာကန်းနဲ့ပတ်သက်လို့ပြပြသားသားဆုံးဖြတ်မှုတွေပြုလုပ်ဖို့လိုအပ်နေပါပြီ။ဘာလဲဆိုတော့မကြခင်မှာကလပ်ကမ္ဘာလာလာတော့မှာဖြစ်လို့ပြည်ပဝင်ကစားသမားတွေကိုမှတ်ပုံတင်ဖို့အပိတက်လူစင်းကိုရွေးချယ်ရမှာဖြစ်လို့ပါပဲ။